ဒုတိယကမ္ဘာစစ်တုန်းကလူငယ်ချားတဲမှာရဲတိရှစ်ထက်နဲ့နှိုင်းရှင်ရလောက်ကြောက်เสียရကောင်းပြီးစံတန်းထားတဲ့မိထားလန်တစ်ခုရှိခဲ့ပါတယ်။ဂျပန်တွေကစည်ရေးလိုအပ်ချက်အရကျွန်တော်ညမာနိုင်ငံအနေနဲ့တဆင့်ထိုင်းနဲ့ချိတ်ဆက်ဖို့ရထားလိုင်းကြီးလိုလာတယ်။ဒီလိုင်းကြီးဖောက်တဲ့ဆင်မှာကျွန်တော်ညမာချွေးတက်သားတွေရဲ့ပြီးတော့ကျွန်တော်ဒီဂျပန်စစ်တုံးမန်းတွေပေါ့နော်။အများအပြားကျွန်တော်အလုပ်ပင်မန်းနဲ့တန်းအစာရည်စာရှားပတ်မှုတန်းဆေးဝါးရှားပတ်မှုတန်းတွေကြောင်းလူပေါင်း2300ကျော်လောက်အသက်ပေးပြီးတော့ကြေးခဲ့ရတာပါ။ အထက်ဆိုးတာတစ်ခါလေးကြိုက်နေဂျပန်စစ်ဝေဆောင်နေတဲ့စစ်သားတွေကိုလေတွေ့ရတယ်ပေါ့နော်ဒီပြောရရင်ကျွန်တော်တင်းအောင်ထားလိုက်တယ်။တင်းကကျွန်တော်တို့ဖောက်ခဲ့တဲ့တင်းမြင့်လန်ရထားလဲပို့ရောက်နေတာဗာပလေး။ဟိုဒီမှာစိန်မှာဒီမှာတေးသွားတဲ့လူတွေပေါ့နော်ဆက်လာ။တီအောင်တဲသွားရင်တော့တေးမှာကြောက်လို့ကျင်းသေးတယ်။ ကျွန်တော်ဒီနေ့ပြောချင်လုံးလုံးပြောပြချင်တဲ့အကြောင်းအရာတော့ဒီတေမင်းတမန်ယထာလန်းကြီးရယ်ပြီးတော့ဒီလန်းကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်နာမည်တက်ပြီးပြောပြလို့မရတဲ့၆ချားဖွေရာကိစ္စတွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့တေမင်းတမန်ယထာလန်းခီးစဉ်ရောကျွန်တော်တေမင်းတမန်ယထာလန်းကြီးနေပဲစလိုက်အောင်